မဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဂျွန်လာ17ရက်နေ့ဒီနေ့မှာတေဂျံပေးခံရတော့မယ်69တမမှုကြီးဘုံမှုချုပ်တင်မောင်ကျော်အကြောင်းတင်ပြပေးပါတော့မယ်အရကတ်တော့ AA နဲ့ပူပေါင်းပြီးတော့တက်ကိုပြန်ပြီးတော့ပုံကန့်မယ်ဆိုတဲ့သတင်းတွေထွက်ခဲ့သူ အခုချိန်မှာစကြောရေးမှာပြင်းပြင်းထန်ထန်စစ်စေးရေးခံရတဲ့အကြောင်းတွေကျွန်တော်ကြားသိထားရပါတယ်ဒီကြောင်းတွေကိုကျွန်တော်မိဘတွေနဲ့ဒီနေ့အတူတူဆင်းနေသားမှာဖြစ်တဲ့နောက်ထပ်သတင်းတစ်ခုကတော့အနာသိမိတဲ့နောက်ပိုင်းမှာအကြံဖတ်စစ်ခွေးတက်ရဲ့တိုက်လီရင်စစ်ရဲရင်တွေစွစုပေါင်းမနစီကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတော်လန်တော့ ကျွန်တော်တိုင်းရင်သားမိသားစုဝင်တွေပြစ်ချလိုက်တဲ့ရဲအရင်စနစ်စီးရှိနေပါပြီ။ဆရာမနေ့က PLA ပြစ်ချနိုင်ခဲ့တဲ့ဒါကျွန်မဖက်စစ်ခွေးတက်ရဲတိုက်လီရှင်အကြောင်းနောက်ဆုံးရမြေပြအခြေအနေတွေကိုတင်ပြပေးပါမယ်။သူတို့မနေ့ကတည်းကငင်းခုန်နေကြတဲ့ပြစ်ချနိုင်ခဲ့တာလားပြစ်ချသွားတာလားဆိုတဲ့အချက်တစ်ချက်ကိုလည်းပဲကျွန်တော်ကဒီနေ့ကျွန်တော်မိဘတွေကိုတက်တေလေးတင်ပြပေးမှာပါ။ ။ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင့်ကြည့်ရှုဖို့ကျွန်တော်မိဘတအူးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်မိဘတွေအားလုံးမင်္ဂလာပါ။မိကလည်းကမင်္ဂလာအခခပါ။ဆိုတော့တော်လန်တော်နေ့အချိန်စကန့်တိုင်းဟာမင်္ဂလာရှိတဲ့အချိန်ပါ။ဘာကြောင့်လဲကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးကိုပြုပြင်ပြောင်းလဲနေတဲ့အချိန်မှို့လို့မင်္ဂလာရှိနေတာပါ။ဒီမင်္ဂလာဟာ အခုအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ရဲ့ဒါတိုက်လေရင်းနေတဲ့ဆေးရရင်မျိုးစုံ72စီးအထိပြချနိုင်ခဲ့တဲ့ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်အထိဒီလိုမျိုးကျွန်တော်နိုင်ငံအတွင်းထဲမှာဒါနှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့ပါတယ်ဆိုတဲ့စမ်းချိန်တွေ့လုံးစုံကိုပြစ်ချိုးနိုင်ခဲ့တဲ့ နေဦးကပေါက်ဖွားလာတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့မိဘအပြည်သူတွေခေဆက်ဆက်အာနာရှင်ကြောင့်ဒုက္ခရောက်ခဲ့ရတဲ့ခေဆက်ဆက်အာနာရှင်ကိုလုံးဝကိုလက်မခံတော့တဲ့ကျွန်တော်တို့ဓမ္မဘတ်တော်သားအားလုံးရဲ့ဝိညာဉ်ကူညီမှုတွေကြောင့်ကျွန်တော်အခုလိုမျိုးမဖြစ်နိုင်တဲ့အရာတွေကိုအမှန်တကယ်လက်တွေ့လုပ်ပြနိုင်ခဲ့တာပါ ကျွန်တော်အင်းကိုကြည့်နေကြတယ်တပ်ဖွဲ့ဝင်တွေလည်းရှိတယ်ကျွန်တော်တိုင်းသားညီကိုမောင်မတွေလည်းရှိတယ်တခါတည်းမှာဟဝဲကျုကကခိုးခိုးပြီးတော့နားထောင်နေတတ်တာလည်းရှိပါကျွန်တော်သိပါတယ်အဓိကကတော့ဟဝဲကျုကကောင်းနေတဲ့အတွက်ကတော့ကျွန်တော်သတင်းအာသူတို့တက်တော့ထူးဆန်းမှာမဟုတ်ဘူးသူတို့ကျွန်တော်သတင်းကိုကြည့်မယ်ဆိုရင်တော့မျက်ရည်ဆက်တစ်ဆက်ဘူးဒီလုံးလုံးလောက်ရှိမယ်လို့လည်းကျွန်တော်ဒီမိနစ်ကဗီဒီယိုမှာတင်ပြခဲ့ပြီးဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့ကတော်လန်သောအချိန်မှာ တော်လန်သောတပ်ဖွဲ့ဝင်တွေနဲ့တိုင်းရင်းသားညီကိုမောင်မတွေပြီးတော့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေအားလုံးဒါချိတ်ဆက်မိနေဖို့ကျွန်တော်တို့လူငယ်တွေရဲ့အတန်ကိုထုတ်လွှင့်နေကြခြင်းဖြစ်ပါတယ်ဒီအကြောင်းကိုဒီနေ့ကျွန်တော်ကျွန်မိဘတွေကိုပုံမှန်လေးလေးတင်ပြစရာလေးတွေလည်းရှိနေလို့ပါနည်းနည်းလေးညီတန်းချီတာပေါ့ဗျာဟုတ်ပြီအချို့နေရာတွေမှာအနေနဲ့ line ခက်ခဲတွေကြောင့် phone data တွေကြောင့်ဒါအတူဂျုံလေးပြောပေးတဲ့ပြောပေးပါဆိုတော့ ဒါ comment တွေလည်းတွေ့ရပါတယ်ကျွန်တော်လေးစားသမှုပါရှိပါတယ်ဟုတ်ပြီဒါဆိုရင်တော့ပုံကံရန်စူးစမ်းမှုနဲ့ဆွဆွဲခံရတဲ့တမ69တမမှုသူ့ကိုတည်တံပေးတော့မဲ့အခြေအနေအထိရောက်ရှိနေပြီဆိုတဲ့တတင်းသတင်းအရင်းမြစ်တွေကိုရရှိထားတာပါဒီပြည်စင်မှာကျွန်တော်မြောက်ပိုင်းမာမိတ်၃ဘွဲ့ရဲ့စင်ဆက်ကွန်စစ်စင်ရေးအဲ့ဒီကပဲစရတာပါကျွန်တော်မြောက်ပိုင်းညီတော်မာမိတ်၃ဘွဲ့ရဲ့ဒါသူရဲ့ အကျိုးစားမှုတွေဟာအကြမ်းဖက်စစ်ခွေးတက်တက်မှမတော်တဲ့ကောင်တွေအတ္တမမှုတွေစတိုင်းဌာနချုပ်တွေကိုစတင်ရိုက်ချိုးနိုင်ခဲ့တဲ့တိုင်းလုံးကြီးတွေအကြောင်းဒီတိုင်းလုံးကြီးတွေကြောင့်ပဲတက်တွင်းတတော်လေးကိုပြိုပြဲပြိုလဲသွားတာခဏမှတော့သူတို့တက်တွင်းမှာတေချာပေါက်ပြိုကွဲနေပြီပြိုလဲနေပြီဆိုတာကိုကျွန်တော်ထပ်မံကြားသိလိုက်ရတာဖြစ်ပါတယ်တည့်ရတည့်ရကျွန်တော်တို့ပို့ပြီးတော့အရေးကြီးလာပါတယ် ရန်သူခါခွေယူပီပီမဲမဲမြင်ဟာထိုးကိုက်နေပြီဒါကြောင့်လည်းပဲကျွန်တော်သတင်းတင်ဆက်မှုတိုင်းမှာကျွန်တော်မြို့ဝပြည်သူတွေဒါစည်ရတတိအတိရှိဖို့ကျွန်တော်အမြဲတမ်းသတိပေးနေခြင်းဖြစ်ပါတယ်အခုအချိန်မှာတော့အဲ့ဒီဒါတမ69တမမှုဘုံမှုချုပ်ထင်မောင်ကျော်ဟာအကြံဖတ်စစ်ခွေတက်ရဲ့စစ်ကြောရေးအဲ့ဒီစစ်ကြောရေးကလည်းတီးတက်အထူးဖွဲ့ဖွဲ့ပြီးတော့ စပယ်ရှယ်ပလန်နဲ့နအောင်ကိုဖုံခါနေတဲ့ပြင်းထန်တဲ့စစ်ကြောရေးအဖွဲ့အဲဒီစစ်ကြောရေးအဖွဲ့တွေရဲ့ဒါနှိမ့်ဆက်ညှင်းမအထူထောင်းခံနေရတဲ့တမမှူကြီးစင်စက်ကောင်တိုင်းလုံးကြီးတွေရိုက်ခတ်မှုပါခဏအချိန်တည်းသူ့ရဲ့တက်ရောက်မှုတွေရှိနေစေပါအဲဒီအချိန်တွေကတမ69တမမှူတွေတယောက်ပြီးတယောက်ပြောင်းလဲဖြစ်ခဲ့ရတာ မြန်မာနိုင်ငံလက်ချက်မှာဖြုတ်ထုတ်သက်လုပ်ငန်းစဉ်တွေကိုတစင်ဆက်ဆက်လှုပ်ဆောင်နေတာကိုလည်းကျွန်တော်မြင်ပါတယ်သိရှိပြီးဖြစ်ပါတယ်အဲ့ဒီမှာမူဟာဘူဂျောတင်မောင်ကျော်မေလာမှာဖန်းစီခံရရဖြစ်ပြီးတော့သူအဖမ်းခံရတဲ့အချိန်ရပိုင်းလို့မှာအရကတက်တော် AA ခံမှာခိုးလုံပြီးတော့အကြမ်းဖက်စစ်ခွေးတက်ကိုပြန်လဲပုံကံမယ်တနည်းအားဖြင့်ကျွန်တော်ပြည်သူနဲ့ယက်တီပြီးတော့ပြည်သူလူလူလလတောင်းတနေတဲ့ အကြမ်းမဖက်စစ်ခွေးတက်ချေမုံရေးမှပါဝင်ဆင်နေသွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တာပါဒီသတင်းကိုကြားလိုက်တာနဲ့မင်းအောင်လှိုင်တကောင်ဆွတ်ဆွေခုံပြီးတော့ယူမတက်ဖြစ်သွားတာပါဒါကြောင့်လည်းပဲအထူးစုံစမ်းရေးအလင်းမြန်ဖွဲ့ပြီးတော့သူ့ကိုမညာတန်းခွေးသားကိုခွေးခွေးချင်းစားနေကြတာပါ အရကတတ်တော်အေအေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်ပြည်သူစီမံရက်တည်မယ်ပြီးတော့အရကတတ်တော်အေအေစီမံခိုးလုံပြီးတော့အကျန်းဖက်စစ်ခွေးတက်ကိုပြန်လဲပုံကံမဲ့တိုက်ခိုက်မယ်ဆိုတဲ့တဲ့င်းကိုသူတို့တက်တွင်းက ပြန်လဲရရှိသွားတာကြောင့်တမမှုဘုံမှုကျိုးတင်မောင်ကျော်ဟာခုလိုဖန်စီခံလိုက်ရတာပါဒီလိုမျိုးကျွန်တော်တို့ဒါတမ69ဟာမိတ်တီလား မြို့မှာအခြေစိုက်ပြီးတော့ဗမှုကျုံတင်မောင်ကျော်ကိုမန်လေးနန်းတွင်းစကြောရေးမှာကျွန်တော်တို့ဒါစကန်အတွင်းကကကြီးကစဉ်သက်လာတဲ့စုံစမ်းစစ်ဆေးရေးအထူးဖွဲ့တွေကိုဖွဲ့စည်းပြီးတော့အဲ့ဒီဖွဲ့တွေကဥဆောင်ပြီးတော့ထူထောင်ရိုက်နှက်နှိပ်စက်နေချောင်းနဲ့သူ့ကိုဆွဲထားတဲ့ပြစ်မှုတွေချင်းရှားဖို့အတွက်အပြစ်ဝန်ခံခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ် ဆိုတော့ဒီပြစ်မှုတွေဆွဲထားတဲ့ဆွဲချက်တွေအရာသူဟာတေချာပေါက်တေတန်းကြခံရတော့မှာဖြစ်ပါတယ်။မင်းအောင်လှိုင်ဟာသူတို့ချင်းချင်းဖြုံးတုပ်သက်လုတ်ပြနေတဲ့အပြင်အခုလိုမျိုးသတင်းထွက်သွားတဲ့တက်ကိုပြန်ပြီးတော့ပုံကံမယ်ဆိုတဲ့သူတွေကိုစံပြအနေနဲ့တပ်ပြဖို့အထီးဆုံးဖြတ်ထားပုံရပါတယ်။ကျွန်တော်တို့ ဒါကိုလေ့လာကြည့်မယ်ဆိုရင်သိနိုင်ပါတယ်။ဒါဆိုရင်တော့အခုချိန်ဒီစကြောရေးမှာညင်မနှိမ့်ဆက်မသေးမသေးုံမနော်မသေးုံလေးပဲညင်မနှိမ့်ဆက်ခံနေရတဲ့တမမှုဟာဒီကြပေါ့တည်တယ်ဘေးခံရမယ်လို့အာနေပြီးတော့အတိုင်းဝိုင်းစည်သတင်းတွေမှာထွက်ပေါ်နေပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကတော့ဘေးကအဲ့ပွဲကို ထိုင်ကြည့်နေုံပဲလက်ရှိကျွန်တော်ရဲ့မိဘတွေတရပီးတရဒါမင်္ဂလာသတင်းတွေကျွန်တော်တို့ဒါအောင်မြင်တဲ့တိုက်ပွဲကြီးတွေနေ့စဉ်နဲ့အများကြားသိနေခဲ့ရတာဖြစ်တယ်ကျွန်မိဘတွေခံစားကြည့်ပြီးပါဒီအပိုင်းဒါမိုးရင်းကာလအချို့သောနေရာတွေမှာမိုးတိထန်စွာရွာသွန်းမှုလေပြင်းတိုက်ခိုက်မှုရေကြီးရေရှမ်းမှုဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအီအာကိုတပ်ဖွဲ့ဝင်တွေဟာ အာနာရှင်စစ်အမြင့်ဖြတ်ချင်းမှုနိုင်မှုအတွက်ဒီဇိုင်းမမတ်စူးစမ်းဆောင်ရွက်နေတာကိုဒီ2025မိုးရာသီအစပိုင်းမှာထူးခြားစွာတွေ့မြင်နေရတာပါဒါဆိုရင်တော့ကျွန်တော်ဘက်ကတော့ပြောင်းလဲမှုမရှိအရှိကိုဆက်ပြီးတော့တိုးနေတာ အောင်မြင်မှုကလည်းတစ်ခုပြီးတစ်ခုကျွန်တော်တို့ကရက်တန့်လို့မရဘူးကျွန်တော်စပြီးတော့ဒီသတင်းစပြောတဲ့အချိန်တည်းကပြောမိသားကျွန်တော်လူငယ်တွေရှေ့မှာရှိနေတဲ့ကတော့ကရင်မှန်မြအကုန်လုံးကိုတိုက်ချသွားမှာဖြစ်တယ်။ဘယ်ခွေးမှဝင်းဟောင်းခွင်းဖေးမှာမဟုတ်။အခုဟိုဘက်ရောက်မှာဖြစ်နေတာကတော့သူတို့တက်တွင်းထဲမှာချင်းချင်းမယုံကြည်မှုတွေလက်ရှိသူရဲ့တက်ကိုမတော်တဲ့កောင်တွေကိုဥဆောင်နေတဲ့ အရက်ကမမိညံ့ေပါပုနေတဲ့ဒါမဟာလဒီကောင်ဟာလည်းပဲအခုဇတုသားစားနေတယ်ဇတုသားစားနေတာဒီဒီချိန်နဲ့မဟုတ်ဘူးเนาะကျွန်တော်ရင်ပြပါတောင်းလျှောက်သူလောက်လာခဲ့တာသူနားမှာလည်းပဲသူမြုံကြီးရတဲ့သူတွေအကုန်လုံးကိုညီမျိုးစုံနဲ့ဖြုတ်ထုတ်တက်လောက်ခဲ့တယ်ပြီးတော့သူ့ရဲ့ယုံကြည်ရတဲ့သူတွေနဲ့ပဲအစားထိုးခဲ့တယ်ဒါပဲ ဖက်စစ်ကိုလိုနီ အာနာရှင်နေဆိုတာပြည်သူအမေရိကန်ကာဝယ်နေတဲ့သူတွေလားကိုယ့်ကိုပြန်ပြီးတော့မေးခွန်းထုတ်အောင်ဖြစ်တယ်မနေ့ကကျွန်တော်တို့ဒါညမြေမှာ PLA ကပြစ်ချနိုင်ခဲ့တဲ့စစ်ရဲရင်သတင်းကိုကြားလာတယ်အဲကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကသူကိုနိုင်လဲခွေးလို့ဝက်လို့ထွက်ပြေးတာစခိုင်းကိုရောက်လာပါတယ် ဆိုတော့ငလင်တန်နဲ့ပတ်သက်ပြီးတော့ for show လာပြတာပေါ့ဗျာပြီးတော့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲသူခြေဆက်နေတယ်ပေါ့ဒါမျိုးတွေကိုလုတ်ပြခြင်းတာဒါပေမဲ့ကျွန်တော်ပြည်သူ့ကဝေးတစ်ဖွဲ့ဝင်တွေဟာသူရောက်နေတဲ့အချိန်တိုင်းမှာပဲဂျမန်ဖက်စစ်ခွေးတက်ရဲ့တိုက်လေရင်ကိုပြစ်ချနှိုင်းခဲ့တယ်ဆိုတော့အဲ့ဒီသတင်းကိုကြားလာတဲ့မျက်နှာပါပြတ်ပြီးတော့သူမင်းမတောက်ခေါကိုခါလဲဆွဲပြီးတော့ထွက်ပြေးတာပြေးတာတော့မှ လေချောင်းကပြန်မပြေးတော့ဘူးတဲ့ကုန်းလန်းကပဲပြေးမယ်လို့ကျွန်တော်တို့တည်င်းတက်တက်လေးကြားရပါတယ်ဟာဘလို့လဲကြောက်တယ်ဘာကြောင့်ကြောက်နေတာလဲသူတို့ပြောနေတယ်သူတို့ဒါဘောကို special plan နဲ့မနေတယ်ဟိုဘက်ရောက်ကလော်ဘီကောင်းနေပြောတာကျွန်တော်တို့မှဝေရင်ပြစ်မရှိပါဘူးကျွန်တော်တို့ဘာမှဒါကိုမငင်းဘူးဒါကြောင့်မင်းကဗီဒီယိုမှာကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့ wifi နဲ့ပြစ်တာဒါတော့ပဲအဆင်ပြေပါတယ် wifi လေးနဲ့ ဒါပေမဲ့ PLA ကဒီသတင်းနဲ့ပတ်သက်ပြီးတော့တိကျခိုင်မာစွာသူတို့တွေထုတ်ပြန်ပေးဖို့ရှိတယ်။ဒါပေမဲ့စည်ရင်နိုင်ငံရေးဟာဒါအဆုံးသက်တိုက်ပွဲမဟုတ်သေးဘူး။ဆိုတော့ဒီတိုက်ပွဲနဲ့ပြစ်ဒီတိုက်ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ပြစ်ခတ်ခဲ့တဲ့ဒါလက်နက်အမျိုးအစားကို PLA ကထိတ်ချုပ်ထားစေပါ။အဲ့ဒီအတွက်လည်း PLA ကိုကျွန်တော်ပြည်သူအားလုံးကလေးစားချစ်ခင်ယုံကြည်မှုတွေပို့ပြီးတော့များသွားတာပါ။စကိုင်းမှာသူကလည်းရေတာခြေပြီးတော့ မကြဘူးချက်ချင်းဆိုသလိုပဲအဲ့ဒီလင်ပြန်ကြီးဟာပြစ်ချခံလိုက်ရတဲ့အချိန်မှာမအားလားမင်းအောင်လှိုင်းတကောင်ဇောချွေပြန်လျက်ရှိနေပါကြောင်းကိုလည်းပဲတိကျတဲ့သတင်းတွေကရရှိထားပါတယ်ဆိုတော့ကျွန်တော်တို့ကအပေါ်မှာအတိုင်းပေါ့နော်အခက်အခဲမျိုးစုံနဲ့နေစဉ်ရုန်းကန်နေရတယ်ဆိုပေမဲ့ကျွန်တော်တို့ထမင်းကောင်းကောင်းစားနိုင်သေးတယ် ကျွန်တော်ခေါင်းပြအောင်အိတ်နိုင်သေးတယ်။မင်းအောင်လှန်ရဲ့နေရာမှာစဉ်းစားကြည့်ရသူကောင်းကောင်းစားနိုင်ပါမလား။လက်ရှိတပြင်းမှာလည်းသူ့ကိုပုံကံပဲပြတော့ဒါသူ့ဘေးနားကလူတွေကလည်းယုံကြည်စရာအခြေအနေသူ့ကို၌ဘလို့မပြနိုင်။သူ့ကိုလည်းဘယ်သူမှယုံကြည်လို့မရဘူး။ချုပ်တော့ပေါင်းနေဆိုရင်အာဒီတက်မှာမတော်တဲ့သမိုင်းတောက်လျှောက်လုံးမှာအဆုံးပဲ့ဆုံးအဆိုးဝါးဆုံးအညံဖင်းဆုံးအုံနောက်အမဲ့ဆုံး သူတို့လူသူတို့ပြောတာဆိုတော့အဲ့လိုပြောတဲ့သူတွေတကောင်မီးတကောင်ဖန်စီခံနှိမ့်ဆက်ခံစကြောရေးခံနောက်ဆုံးအခုဇော်ဘုံဟိမ့်ဖြစ်နေတဲ့ပုံစံမျိုးပဲဆိုတော့ဒါကဟိုဘက်ရှိခွက်အခြေအနေပါကျွန်တော်တို့ကတော့ရှေ့ကိုဆက်သွားနေပါတယ်ဒါဆိုရင်မနေ့ကပြစ်ချလိုက်တဲ့တိုက်လေရင်နဲ့ပတ်သက်ပြီးတော့ပြစ်ချခံရတာလားပြစ်ချတာလားဆိုတဲ့အကြောင်းတွေကို အချို့သောသူတွေငင်းခုန်နေကြပါတယ်ကျွန်တော်လူငယ်တွေပြောချင်တာကတော့ကျောင်းတော်လန့်ရေးမှာငင်းခုန်နေရမယ့်အချိန်မရှိဘူးပြီးတော့သူ့ပြိုင်နေရမယ့်အချိန်မရှိဘူးဒီလေရင်ဘသူပြစ်တဲ့ဒီလေရင်ကတော့ဘယ်အဖွဲပြစ်လိုက်လို့ဒီလေရင်ကဘသူပြစ်လိုက်လို့ဘသူကဂုံစာပြီးတော့ဒါပေါ်ပြဆရာမလို့ကျောင်းမိဘပြည်သူတွေသိရှိဖို့အတွက်ကုညီကြတယ်ဝန်ရံကြတယ် ဆိုတော့ကျွန်တော်မိဘတွေကယနေ့ချိန်ဒီလဲကုညီဝင်းရံမှုမပြတ်သေးဘူးဘယ်အဖွဲပြစ်ပြစ်ဘယ်သူပြစ်ပြစ်ဘလို့ဝဲပြက်ကြပြက်ကြအဲ့ဒါကျွန်တော်တို့အောင်ပွဲပဲဟုတ်လားကျွန်တော်ရင်မိပါတယ်ဆိုတော့ကျွန်တော်တို့ပညာရေးပြည့်ဝဖို့လိုပါတယ်ဘတော်မှမမိပါနဲ့နှစ်ပေါင်း90ကြောကြရုံမှရိုင်းဆိုင်ကောက်ချက်တဲ့သူတွေနဲ့ကျွန်တော်တို့ရင်ဆိုင်နေရတယ်ဆိုတာပေါ့ကျွန်တော်တို့ ရဲဘော်တွေအကုန်လုံးလုံးဝမမိပါနဲ့ဒါကြောင့်မနေ့ကဒါပြစ်ချနိုင်ခဲ့တဲ့အကြောင်းကို PLA သတင်းပြန်ပြန်ချားရေးပေါ့တာဝန်ရှိတဲ့သူရဲဘော်နီနီကျော်သူ့ရဲ့ပြောဆိုမှုကိုအချက်တင်ပြပေးပါမယ်စကိုင်းတိုင်းပလဲမျိုးနဲ့ပြည်သူလူမျိုးရေးတက်မှာတော့ PLA ကပြစ်ချနိုင်ခဲ့တဲ့တိုက်လေရှင် အဲ့ဒီတိုက်လေရှင်မှာဒါလီရင်မှုအပါအဝင်ကျွန်မဖတ်စစ်ခွေးတက်ရဲ့စစ်ပတ်ဆိုင်ရာလေးပဲလေးခေါင်တိတ်ဆုံးခဲ့တဲ့ dead body တွေလည်းရရှိထားပါတယ်ဆိုတော့အဲ့ဒီရုပ်သံဗီဒီယိုဖိုင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရမိပါတယ်ကျွန်တော်ရဲ့ Telegram မှာပဲဝင်ရောက်ကြည့်ရှုပေးပါဒီမှာတင်ပြလို့အဆင်မပြေတာရှိတယ်ပြီးတော့အချို့သောအပိုင်းအစတွေဟာကြည့်လို့မကောင်းတဲ့အခြေအနေတွေဖြစ်တဲ့အတွက်လည်းကျွန်တော်ရမိပါတယ်အသက်မပြေတဲ့သူတွေအကြည့်မဲ့တော့လကောက် အဲပြီးတော့ကျွန်တော်တို့ဒါပေါ့နော်နှလုံးအားနေတဲ့သူတွေအာစိတ်အစမပြေတဲ့သူတွေအနေနဲ့ဘုံရောက်မကြည့်ရှုဖို့ကိုကျွန်တော်ဒီကနေပြီးတော့မြစ်တာရက်ခံလို့တယ်အဲ့တော့အချုပ်ပုံတွေကအစမပြေဘူးဗျဆိုတော့လီဘဲလေးကောင်လုံးကတစားစီစုပ်ပြတ်သက်ပွင့်ပွတ်ထွက်ပြီးတော့လီဘဲနရွက်တုပ်တွေလီဘဲရှာတုပ်တွေလီဘဲအခေါက်အကင်တွေက နေရာတိုင်းမှာပြန့်ကျဲနေတဲ့အခြေအနေဖြစ်နေလို့ပါဟုတ်ပြီအဲ့ဒီမှာ မနေ့ကလည်းကျွန်တော်ပြောခဲ့ပြီးသားမွန်လဲ12နာရီ15မိနစ်အချိန်မှာကျွန်တော် PL ကပြစ်ချနိုင်ခဲ့တဲ့တိုက်လေရှင်အဲ့ဒီတိုက်လေရှင်ဟာကျွန်တော်တို့ဒါဖုံးချောင်းဝင်းထဲမှာရှိတဲ့ရတပီသူတွေရှိတဲ့နေရာကိုကြောက်ရွံ့သွားတဲ့အတွက်ကျွန်တော်ရတပီသူ6ဦးတည်ဆုံးခဲ့တဲ့ဆိုတဲ့နောက်ဆက်တွဲသတင်းတွေကိုလည်းကျွန်တော်ထပ်မံကြားရှိကြားသိထားရပါတယ်။အဲ့ဒီမှာရှိတဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကလေရင်ပြတ်ကြတော့ငါပြတ်ကြသွားတဲ့အဆောက်အဦတွေထဲမှာ လေးဦးသိဆုံးခဲ့ရပါတယ်။နောက်လေးရင်ထပ်ပြီးတော့လာကျဲတဲ့အတွက်ကျွန်တော်တို့စပါးစစ်ရွာကန်2ဦးထပ်မံသိဆုံးခဲ့တယ်လို့သူကဆိုပါတယ်။မိကကျွန်တော်သတင်းမှလည်းတင်ပြခဲ့ပြီးသားအချမ်းဖက်စစ်ခွေးတက်ကတေချာပေါက်ဖုံးလာကျဲမှာဖြစ်တယ်ကျွန်တော်တို့ဒေသခံတွေအနေနဲ့စည်ရသတိမျက်ရှိဖို့နဲ့ချက်ချင်းရှောင်တိန်နိုင်ဖို့ကိုကျွန်တော်တင်ပြခဲ့ပြီးဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒါဒေသခံကာဝေးတပ်ဖွဲ့ဝင်တွေကလည်းပဲအတိပိနှိုးဆော်ထားပေမဲ့ ဒါကြေးရသားတွေကလည်းတို့လည်းအခက်ခဲရှိတယ်ကျွန်တော်နားလည်ပါတယ်ဆိုတော့သူတို့ထုတ်ပြန်ကြေညာချက်ကိုသူတို့နားမထောင်တာမဟုတ်ပါဘူးသူတို့မှဒါစာဝင်နေရေးအဆင်မပြေတဲ့ခါကျတော့ရွာတဲကိုဝင်ပြီးတော့ပစ္စည်းဝင်ယူတဲ့အချိန်မှာအကျန်ဖက်စစ်ခွေးတက်ကဒါလီချောင်းကနေပြီးထပ်မံဘုံလာချဲတဲ့အချိန်နဲ့တိုက်ဆိုင်စွာနဲ့နောက်ထပ်နှစ်ဦးသေဆုံးခဲ့ရတယ်လို့ကျွန်တော်တို့ကြားသိထားရတာပါဟုတ်ပြီဒီ business နေနဲ့ပတ်သက်ပြီးတော့ ဒါကျွန်တော်တို့မျိုးမျိုးမြတ်မြတ်လေဘဲသားတွေကိုတဝါကြီးထက်မှန်စားသုံးလိုက်ရတယ်ပြီးတော့အဲ့ဒီမှာပါတဲ့လေဘဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းထူးခြားမှုတွေအများကြီးရှိတယ်မနေ့ကဗီဒီယိုဖိုင်မှာ24ပစ္စည်းခေါင်းမှာကတ်ထားတဲ့အကြောင်းနဲ့သူ့ရဲ့ဖြစ်စဉ်ကိုဒါဇော်မဲလုံးတို့ပေးပို့တော့အိတ်ဖွင့်ပေးစာမှာကျွန်တော်အသေးစိတ်တင်ပြခဲ့ပြီးဖြစ်ပါတယ်ဒါဆိုရင်တော့လေရင်တစည်းပြတ်ကြဖို့အခြေအနေ ဘာတွေရှိမလဲဆိုတဲ့အချက်ကိုကျွန်တော်တို့အတူလေ့လာကြည့်အောင်ပါပရမတ်တစ်ချက်မှာအင်ဂျင်နှလုံးနဲ့လေယာဉ်ဆိုရင်တော့အာထိမ့်သိမ်းမောင်းနှင်ပြီးတော့အနည်းဆုံးလေယာဉ်ကွင်းရှိတဲ့ဒါ airport အထိမောင်းနှင်သွားလို့ရပါတယ်ဆိုတော့အင်ဂျင်နှလုံးမှာအင်ဂျင်တစ်လုံးထိခိုက်သွားခြင်းပြစီသွားရင်တောင်မှကျန်တဲ့အင်ဂျင်တလုံးနဲ့ guide flow ပြီးတော့ထိထိချောင်းပြီးတော့အာအနည်းဆုံး airport ပေါ့ဗျာဒေရင်ကွင်းတစ်ခုထိမောင်းနေလို့ရတယ်ဆိုတော့ ဒါလေးလာတွေ့ရှိမှုတွေထွက်ပေါ်လာပါတယ်တကယ်လို့လေရင်ကွင်းကြည့်မမောင်းနိုင်ဘူးဆိုရင်တော့ဘေးကင်းလုံခြုံတဲ့နေရာမှာစဉ်သက်နိုင်တဲ့အခြေအနေတွေကိုလည်းဖန်တီးထိန်ချုပ်ဒါမောင်းနေပြန်တန်းလို့ရပါတယ်ဒါကအာမတော်တဆရုတ်တရက်အင်းရင်ရက်သွားလို့ပျက်စီးသွားတယ်ဆက်ချိုရင်းသွားတယ်ဆိုတဲ့အကြောင်းအရာတွေထဲမှာပါဝင်တဲ့အချက်တစ်ချက်ပါချက်ချင်းပြုတ်မကြဘူးပရမတ်စတေးဆိုရင်လေရင်မှာဒါ trust နဲ့ draft life weight ဆိုတဲ့ foot လေးမျိုးညီမလေးပေါ်မှာ ပြန်နိုင်ပါတယ်ဟုတ်ပြီအဲ့ဒီမှာအင်ဂျင်ပြတ်သွားပြီသူရဲ့ track မရှိတော့ဘူးလေရင်ကို လေထဲမှာပြန်နေလို့ရအောင်ခေါင်းလေးမော့ပြီးတော့နေလို့ရပါတယ် angle of attack နဲ့ point တွေရောက်ရင်လေရင်ကပြတ်ကျတော့မှ stay ပေါ့ဗျာ stay recovery လွယ်ပါတယ်ခေါင်းလေးကိုစိုက်ပြီးတော့လေထဲမှာပြန်နေတဲ့ speed ကိုထိမ့်ပြီးတော့ September efforts ရအောင်ပြန်တန်းနိုင်ရင်ပြန်မပြန်တန်းနိုင်ရင်လေကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ begin လုံခြုံတဲ့နေရာကိုစဉ်သက်လို့ရပါသေးတယ် spend တစ်ခုက stay ကိုမထိန်ချုပ်နိုင်လို့လေရင်လဲပတ်ပြီးတော့ပြုတ်ကြတာများသောအားဖြင့် flight control system တွေကို ထိတို့ဒါမှမဟုတ်ရေရှားနေအောင်လှုပ်ဆောင်နေတဲ့ hydraulic system တွေကိုထိသွားလို့ဖြစ်တယ်လို့ ဒါလေနဲ့ပတ်သက်ပြီးတော့ဒါကျွမ်းကျင်သူတူကမနေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သူရဒါမှတ်ချက်ထွက်ပေါ်လာတာပါဒီမှတ်ချက်ကိုတွေးလိုက်တဲ့အချိန်မှာကျွန်တော်မိဘတွေကိုလည်းကျွန်တော်ပြန်လဲပြီးတော့ဝင်းမြဖို့အဲကျွန်တော်လည်းအကြံရခဲ့တယ်ပေါ့ဆိုတော့ဒါဟာအရေးကြီးပါတယ်ဟိုဘီကီးတဲ့လင်းရင်တွေမှာဆိုရင် hydraulic system နဲ့အနည်းဆုံး၃ခုကိုသူတို့ရဲ့ tap နဲ့ကိုပိုင် motor train နဲ့ထိချုပ်ပါတယ်ဥပမာ system AB သူတို့လောက်ဆောင်ရမယ် တာဝန်ဘီးချတာတွေဘီးတက်တာတွေလုတ်ဆောင်နေကျန်တဲ့ system တွေကဒါအခြားသောဒါ flight control တွေကိုလုတ်ဆောင်ပြီးတော့ backup အနေနဲ့ system ထားရှိထားပါတယ်လို့သူကရှင်းပြထားပါတယ်ဆိုတော့သူ့ရဲ့ဒါဖော်ပြချက်တွေသူ့ရဲ့ရှင်းပြချက်တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်လေရင်တစင်းဟာချက်ချင်းဒါပြက်ကြနိုင်တဲ့အခြေအနေဘလို့အခြေအနေမျိုးမှဖြစ်တာလဲ တကယ်လို့ set engine နှလုံးမှာ engine တို့ပျက်စီးသွားရင်တောင်မှဘလို့ထိချုပ်ပြီးတော့ပြန်တန်းလို့ရသေးတယ်ဘယ်အထိပြန်ပြီးတော့မောင်းလို့ရတယ်ဆိုတော့အเจ้าညာလေးတွေမှာပါတာပါပြီးတော့သူကိုနှိုက်ကလည်းဒါလေရင်မောင်းခဲ့ဘူးတဲ့သူဖြစ်တယ်လို့လည်းအသူရဖော်ပြချက်မှာကျွန်တော်တွေ့ရပါတယ်ဟုတ်ပြီဒါကြောင့်တော့လေရင်ပြက်ကြတာကျွန်တော်မြေပြင်ကပြက်ချလို့ထိန်းချုပ်လို့မရပဲပြက်ကြတာလို့သူကထပ်မံပြီးတော့အတိအပြည့်ပြောဆိုပါတယ် ဒီအကြောင်းကိုကျွန်တော်ပြောနေတာကကျွန်တော်ရဲ့မိဘတွေကျွန်တော်တော်လန်ရေးမှာအရန်ကိုသတိထားရပါတယ်ပြီးတော့တော်လန်ရေးမှာကျွန်တော်ပညာရှိပြည့်ဝဖို့လိုတယ်မိမိတို့ရဲ့စိတ်ဆန္ဒနဲ့အချို့သောအရာတွေကိုမစင်ကျင်ဒါထုတ်ဖို့ပြောဆိုဖို့မသိတာတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်များသောအားဖြင့်လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာပါဆိုတော့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာဟာတကယ့်ကိုအစိတ်အောက်များတဲ့နေရာတစ်ခုဖြစ်ပါတယ် မိမိတို့နာမည်ကြီးဖို့တော်၎င်းမိမိတို့ဆယ်လီဖြစ်ဖို့တော်၎င်းမိမိတို့ဒါလှုပ်ချင်တဲ့အရာတွေကိုလူတွေပို့ပြီးတော့မြင်ဖို့အတွက်လိုက်ပြန် flow တော်၎င်း sporting တွေရရှိဖို့တော်၎င်းလှုပ်ဆောင်သွားတဲ့အချို့သောအလုံးမှုရာတွေဟာတော်တော်လေးကိုအန္တရာယ်များပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တော်လန်တက်ဖွဲ့ဝင်တွေအသီးသီးကရင့်ကျက်စွာနဲ့ပညာရေးပြည့်ဝစွာကြော်ဖြတ်ရမှာဖြစ်တယ်ကိုမားတယ်ဆိုရင်အဲ့ဒီအမားကိုလည်းဝန်ခံဖို့ရည်ကြီးတယ် ျွန်တော်အဓိကဒီနေ့ပြောချင်တာကတော့လေရင်ဟာပြက်ကျဒါမဟုတ်ဘဲနဲ့ PLA ရဲ့ပြစ်ချက်ပြစ်ခတ်မှုကြောင့်ပျက်စီးသွားတာကတေချာတဲ့အကြောင်းကိုထပ်မံ confirm လုပ်ပေးတာပါနောက်ထပ်အချက်တစ်ချက်ကတော့အဲ့ဒီလေရင်ကိုဘသူပြစ်ပြစ်ဘသူဖြတ်ချဖြတ်ချကျွန်တော်တို့ပြည်သူလူထုတရက်လုံးရဲ့ဝင်းရံကူညီမှုကြောင့်ဖြစ်တယ်ဟိုအဖွဲ့ကပြစ်ချလို့ဒီအဖွဲ့ကမနာလို့ဖြစ်เสียရလဲအကြောင်းမရှိဘူး ဒီအဖွဲကပြစ်ချလို့ဒီအဖွဲကသူတို့ဒီတက်ခတ်ရင်းမှာမပါဘဲနဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေရယူပြီးတော့ဂုံစာပြเสียရလဲမလို့ကျွန်တော်တော်လှန်ရေးဟာအဆုံးသက်တိုက်ပွဲကိုအမြန်ဆုံးသွားဖို့ကျွန်တော်ပညာရေးပြည့်ဝဖို့လိုတယ်ပြီးတော့ကျွန်တော်မိဘပြည်သူထွေရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ကျွန်တော်တို့ကိုယ်၌ကပိဆက်အနစ်နာခံစွန့်လို့ရမှာဖြစ်တယ် ဒေါ်လာရင်းမှာနမဲကြီးလို့အောင်မြင်သွားတဲ့မှတ်တမ်းဒီကဘာမှမရှိပါဘူး။ကျွန်တော်ဒေါ်လာရင်းအများစုဟာအညာဒရကျွန်တော်တို့အခြေခံလူရန်စားတွေ ကြောင့်ဖြစ်ပေါ်လာကြတာပါ။လက်ရှိလည်းဒီဒေါ်လာရင်းမှာဝိရံကူညီနေတဲ့ကျွန်တော်တို့တစ်ကဘာလုံးမှာရှိတဲ့မိဘပြည်သူတွေဟာဘယ်ခရိုနီမှာမှတ်မဟုတ်ပဲနဲ့သူများနိုင်ငံမှာအချို့ဆိုရင်အလုတ်ချမ်းလုတ်ပြီးတော့အချို့ဆိုရင်တန်ရှင်းလုတ်ပြီးတော့ ပုံမလေးလေးပြောမယ်ဆိုရင်တော့အိမ်ပေါ်လေးတွေလှုပ်ပြီးသူရဲ့လစာလေးတွေနဲ့ထောက်ပံ့ကူညီကြတာ။ဒါကြောင့်အကျံဖက်စစ်ခွေးတက်ရဲ့တိုက်လေရင်တော်လကောဒါဒီလက်စကန်ထနာချုပ်ကြီးကိုပြစ်ကတ်ချင်းမုံနိုင်ခဲ့တော်လကောပြီးတော့ဗိုလ်ချုပ်မူကြီးဘဲကောင်ဘဲကောင်ကိုရှင်းချုပ်နိုင်ခဲ့တော်လကောအဲ့ဒီအရာတွေအလုံးကကျွန်တော်တို့ပြည်သူလူထုကြောင့်သာဖြစ်တယ်။ဒါကိုတော့လေးလေးနက်နက်တင်ပြခြင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစေ။ ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုနေတဲ့မိဘတအုပ်ကြည့်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။လနဲ့ပေးစီပေးကပ်ပေးကြောင်းနေတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအုပ်ကြည့်စီတိုင်းဘေးနဲ့ကင်းရှင်းပါကြောင်းလေးတဲ့စတောင်းရှင်းနဲ့ကျွန်တော်တို့အတူတူအောင်ပွဲခံကြပါစို့။